အားလုံးပဲမင်္ဂလာပါရေဝရှန်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့အော်တိုဘာ30ရက်နေ့မှာအရန်ကိုအမှုပညာစံတဲ့အကြောင်းအရာဖော်ပြပေးခြင်းပါတယ်မုံရုံမြို့ကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF နဲ့ generation HYZ ကျွန်တော်ဘူပေါင်းတပ်ဖွဲ့ကြီးကထိန်းချုပ်လိုက်ပါတယ်အခက်ကို ဂျန်နေရှင်ဇက်ရဲ့လှဲ့ကွက်ကအရန်ကိုအမှုပညာစံကျွန်တော်မိသားစုမင်းဟုတ်ပြီအခု DNL နဲ့တရုတ် DNL နဲ့မအလာအုပ်စုစစ်စစ်ညီနိုင်ပွဲတွေလုပ်ခဲ့ကြတယ် DNL ကမိုးကကနေပြီးတော့စုတ်ခွာပေးမယ်အကြံဖတ်အုပ်စုဖြစ်တဲ့ မင်းအောင်လှိုင်တဲ့အပေါင်းပါတစုက TNLA ထိမ့်ချုပ်ထားတဲ့နေရာတွေကိုသူတို့စုကပါပြီးဖြစ်တဲ့အတွက်လီကြောင်ကနေပြီးတော့ဘုံမကျဲဘူးပြီးတော့မြေပြင်စစ်ကြောင်းမထိုးဘူးတယောက်စီသွားပြီးတော့တကူးတကကျွန်တော်ခက်ချမ်းချမ်းပြောရင်ရိုင်းပြီးမှဆိုလို့ကျွန်တော်ရင်မိသားစုဝင်နေတော်တော်ကိုအားရပြီးတော့လက်မှတ်သွားထုတ်ခဲ့တယ်ဟုတ်ပြီ အခုမဟုတ်ကိုကျွန်တော်တော်တော်တစ်ဖက်ဝင်တွေအားလုံးကပူပေါင်းထိမ့်ချုပ်ပြီးတော့ကာဝယ်မယ်ဆိုတဲ့ထုတ်ပြန်ကြေညာချက်တွေစတိုက်ဖော်ပြလိုက်တယ်။ဒါဆိုရင်ဒီပွဲမှာဘယ်သူကအမျက်ထွက်ပါလဲဗျာ။ကဲအုံနောက်ကမဲ့ညီမမမီတဲ့ကောင်အရက်ကပုနေတာလဲပြောမနေနေတော့ဗျာ။အခုလက်ရှိမိုးကကျွန်တော်တော်လန်တော့တစ်ဖက်ဝင်လူငယ်တွေရဲ့လက်ထဲမှာပါ မဟုတ်ကြတကယ်လူတွေမလုပ်ပါဘူးစကြောမထိုးပါဘူးဆိုပြီးတော့အာရလက်မှတ်သွားထိုးတဲ့ငမဲသားတိုင်းချုပ်ကွက်မိနေပါတယ်ဒီเจ้าတွေကိုကျွန်တော်တို့အတူတူစဉ်းနေကြမယ်နောက်ထပ်သတင်းတွေမယ်လက်ရှိအမှုပညာရှင်တွေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲကိစ္စလေးတွေကိုလည်းကျွန်တော်အနေငယ်ဖော်ပြပေးချင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်ချီရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်ယူကောက်ဘွယ်ဝါလာဖြန့်ဇက်ကားကို ကျွန်တော်တို့ပြည်သူလူထုတစ်ရက်လုံးကတပိတ်မောက်လိုက်တာ one cost လောက်လိုက်တာချက်ချင်းကိုအောင်မြင်သွားတယ်ဒါပြင်ဘဝကြောင့်ကတခုလို့ဘာလဲမီးလောင်သွားလို့ဖြစ်သွားတယ်ဘလောက်တိအောင်ဆိုးသွားလဲဆိုရင်လက်ရှိကျွန်တော် one cost လောက်ထားတဲ့လက်ရှိဒီစက်လမ်းမှာဒီစက်ကားမှာ ပါဝင်တဲ့သူတွေအလုံးနဲ့ပတ်သက်ပြီးတော့ကြော်ညာရိုက်မဲ့လုပ်ငန်းရှင်တွေဟာအဲ့ဒီဇကားထဲမှာပါတဲ့သူတွေနဲ့ဆက်ပြီးတော့ကြော်ညာမရိုက်တော့ဘူးဆိုပြီးတော့ဟာကျွန်တော်ပြည်သူလူထုတစ်ချက်လုံးကအမြဲတမ်းတက်ညီလက်ညီနဲ့ရှိဆုံးကပါဝင်ပြနေကြခနေ့ကျွန်တော်တို့ တော်တော့အချိန်၅နှစ်ဝင်းကျင်ကာလကြာလာသည့်တိုင်အောင်ကျွန်တော်ပြည်သူလူထုကတာဝန်အကျေဆုံးပြဒါကြောင့်ကျွန်တော်ပြည်သူလူထုကိုထိကျွန်တော်အားလုံးကတော့လုံးဝကိုလည်းပဲဒါကိုလက်မခံလို့ပြည်သူလူထုကလည်းပဲကျွန်တော်တို့ထိရင်လုံးဝကိုလက်မခံတာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာအဓိကကတော့ တော်တို့ဒရမတိဒရမတိပါဝင်နုပညာရှင်၃ဦးကိုအေးအယူခဲ့တယ်လို့သူတို့ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရတယ်။ဟုတ်ပြီ။ဒရိုက်တာမိုက်တီးကိုဘာကြောင့်သူတို့တွေဖမ်းရတာလဲ။အကျိုးသတင်းတွေမှာတွေ့တယ်။ဒါသူရဲ့ဒီဇက်ကားနဲ့ပတ်သက်ပြီးတော့ဝါလာဖြန့်တင်ပြတဲ့အပိုင်းတွေမှာဟာဟာပေးလို့ဆိုရက်အကျိုးသတင်းတွေမှာဖော်ပြခဲ့တာကျွန်တော်မိသားစုဝင်တွေလည်းကြည်ပြီးသွားပြီ။တကယ်တော့ဟာဟာကြောင့်မဟုတ်ဘူးဗျ။ဟာပေးလဲပဲဖမ်းမှာ။ဟာပေးလဲထောင်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 နှစ်ကြာ အခံရတဲ့အခြေအနေတွေလည်းအများကြီးရှိတယ်တကယ်တမ်းလည်းအရှိမကြသွားတဲ့သူတွေရှိပါတယ်ဒါပေမဲ့ driver mighty ဟာ2021ကျွန်တော်တို့ဒီအရှိရွေးကောက်ပွဲတွေကျွန်တော်တို့ NLD နဲ့ပြည်သူလူထုတရက်လုံးတခဲနဲ့ပြည်သူရဲ့ဆန္ဒတွေကိုဖော်ပြနေတဲ့အချိန်မှာကြောင်းလဲချိန်တန်ပြီးဆိုတဲ့ပက်ကရှင်ဖြစ်ပါတယ်ဆိုတော့ သူဟာတကယ့်ကိုအင်မတန်အောက်တန်းကြတဲ့ကောင်းလေးဖြစ်တယ်။ပြောင်းလဲခြင်းတန်ပြီဆိုရဲကျွန်တော်တို့ဇလံအခုချိန်ထိလည်းပဲပြောင်းလဲခြင်းတန်ပြီဆိုတဲ့စကားစုကကျွန်တော်တို့ပြည်သူလူတစ်ချက်လုံးမှာစွဲနေအားလုံးလည်းမှတ်မိပါတယ်ပြောလိုက်ပြီဆိုတာနဲ့နော်အခုဒီကောင်းလေးရဲ့ဇကားနံပါတ်တော့ကျွန်တော်တို့ကတခါပြောရွေးရတယ်ဒီမှာပြင်ပြန်ကြည့်နေရတယ်။အဲ့ဒီပြောင်းလဲခြင်းတန်ပြီဆိုတဲ့ driver က mighty ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအချိန်တွေကအညှိုးကြီးစွာနဲ့ အရှိမလဲထောင်းတစ်ခါချခံပြီးပါပြီအခုထပ်ပြီးတော့ချလိုက်ပါတယ်ဟုတ်ပြီကျော်ရဲ့ဘိုင်းကကျော်ရဲ့ PC ကျော်ရဲ့သွေးမောမှုဟာတကယ်ကိုထိအောင်ပြင်းထန်လွန်းသွားတယ်ဒါပြင်ချိန်နဲ့တပြိုင်တည်းမှာကျွန်တော်တို့ Rango UG နဲ့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်အားလုံးကလည်းပဲအဲဒီစကားနဲ့ပတ်သက်ပြီးတော့အကြံဖက်စစ်ခွေးတက်တော့တိုင်မှန်သမျှကိုထိအောင်စွာရေးယူမယ်လို့ထုတ်ပြန်ကြေညာလိုက်တဲ့အချိန်မှာ ဇလန်းထဲမှာတော့သူ့အကောင်းတွေပေါ့ဗျာဇလန်းထဲမှာတော့ fighter ကြီးတွေပေါ့လူငယ်တွေကိုကြောက်တာဖင်းလုံးတုံတယ်ဒီကောင်တွေတော့မပြောနဲ့မင်းရောက်လှိုင်းလို့ကောင်ပြိုးတော့မှကျွန်တော်တို့ကလုံးဝကိုဂီးဆက်ဂီးမဆိုင်တဲ့ကောင်တွေဒါလည်းကျွန်တော်ဗီဒီယိုကြည့်နေကျွန်တော်မိသားစုတွေသိရှိပြီးဖြစ်ပါတယ်ဟုတ်ပြီဒါလည်းပတ်သက်ပြီးကျွန်တော်နေ့လေးပဲပြောမှာဖြစ်ပါတယ်ကျွန်တော်တို့ခစ်မိုင်းကိုဒုံဆိုင်မဲ့ကောင်တွေအခုဒီကောင်တွေကဒုံဆိုင်အောင်ပြေးနေရတာဖြစ်ပါတယ် မိဒီတော့ကိုအေးပေါ်ပြေးရတယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်တွေရဲ့အခြေအနေကတော်လေးကိုစိုးရွားနေကျွန်တော်ရဲ့မိသားစုဝင်နေ။ဆိုတော့သူတို့မိသားစုလည်းကြောက်တယ်ဗျာ။ပတ်စံရရင်တာပတ်စံရရင်တာမှယူတာဒါပေမဲ့သူတို့တွေရဲ့ကြောက်စိတ်ကတအားကြီးနေတယ်။အခုသူတို့ရဲ့ကြောက်စိတ်ကလည်းအရန်ကိုစိုးရွားနေပြီ။ဒါကမဟုတ်မှန်တဲ့ကောင်တွေတခေါက်ဒီကောင်နဲ့ကိုကအမှုပညာရှင်တွေဆိုပြီးအမိခံရတဲ့ကောင်တွေနောက်ပိုင်းဆိုပြည်သူ လူလူချားတဲ့ဥပတော်မှာဒီကောင်ကြီးလဲသွားရဲမှာမဟုတ်တော့ဘူးဒါတော့ဒီကောင်ကြီးရဲ့ဇလန်အစဒီကောင်ကြီးရဲ့ဇက်သိန်းကတခါလဲမြင်တွေ့နေရတာဖြစ်တယ်ဒီဇလန်တွေမှာဆိုရင်အလုံးသိရှိပြီးသားနေတိုးမြင့်မြတ်နေဝင်အေရှားမောင်မင်းမြင့်မို့ချူလေးပြီးတော့အောက်ခိုင်ငပြောကျော်စပုဇက်ရံတွေနဲ့တိုးဆောင်ထားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါဇလန်စညွန်ဒရိုက်တာတွေကိုဖော်ပြထားတာမရှိသေးဘူးအဲဒီမှာအချော့ပေါ့နော်အမြေဖြောက်ပြီးတော့ အနောက်ကနေပြီးတော့လုတ်ကင်ပေးနေတဲ့ကောင်တွေကိုလည်းကျွန်တော်ပြည်သူကပျောက်ပြီးပြောက်ကိုဆွဲထုတ်တာအချို့ဆိုရင်အာဒီသူတို့သူကောသူတာသမီးနော်သူတာသမီးအရင်တော်မှအဖေမေတွေကကျွန်တော်တို့နဲ့မဆိုင်ဘူးသူ့ရဲ့အမှုပညာလုတ်တဲ့လုတ်သူ့ရဲ့လုတ်တဲ့လုတ်ကျွန်တော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 ်နဲ့လောကမဆိုင်ပါဘူးဆိုပြီးတော့အဲ့လိုအခြေအနေမျိုးတွေတော့မှကျွန်တော်တို့တွေ့နေရတာဖြစ်တယ်ဆိုတော့တို့ရဲ့ဇလန်ဇလန်ဇလန်ဆန်ညွန်ရိုက်တာတွေကိုမဖော်ပြပေးမယ်လည်းပဲဒါခစ်သမိုင်း ကျွန်တော်တုက္ကမရေဝင်ကစီစဉ်တင်ဆက်လို့သာဒါဖော်ပြခဲ့ပြီမဲ့စစ်တပ်ဝါရဖြန့်စလန်းတွေကိုရိုက်ကူးနေကြဖြစ်တဲ့အကြံဖက်စစ်ခွေးတက်ရဲ့ဘူကြီးတင်အောင်စိုးပန်းမျိုးတော်ဖြစ်တယ်လို့အမှုပညာအတိုင်းဝိုင်းကပြန်လည်သိရှိထားတာဖြစ်ပါတယ်ဆိုတော့ဒါဒီဇလန်းနဲ့ပတ်သက်ပြီးတော့ဝေဖန်နေဆိုပြီးတော့ဗောနော်ဒရိုက်တာမိုက်တီစပုတ်သေးဆောင်ကြောင်ဝင်းထွန်းနဲ့ဟာတာသေးဆောင်အွန်လိုင်းတို့ကိုလည်းပဲအကြံဖက်စစ်ခွေးတက်ကဒါရွေးကောက်ပွဲနှောက်ရှက်ဟန်တီး ဖြက်စီးလို့ဆိုပြီးတော့ကျွန်တော်တို့ကာဝေးဥပဒေနဲ့အရေးယူမယ်ပါညာဆိုပြီးတော့ဖန်ဆီးထားတာတွေရှိတယ်။ဟုတ်ပြီ။ကျွန်တော်တို့တို့ဖန်ဆီးရတယ်အချို့ကတို့တင်နေပါတော့နော်လူမှုကွန်ရက်ဆိုရှယ်ဆမ်းမျက်နှာပါတော့ကျွန်တော်လည်းလလန်းမိတော့လေးလာကြည့်လိုက်တဲ့အချိန်မှာတကယ်တမ်းတော့တိုက်ရိုက်ရေးသားဝေဖန်ထားတာတွေမဟုတ်ပါဘူးဆိုတော့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုတော့မင်းအောင်လှိုင်တဲ့ ကြံဖို့ကကောင်းနေဘာတွေမင်းတို့ကကြောက်ပြီဘာတွေမင်းတို့ကကြောက်ဖမ်းနေတာလဲမင်းတို့ပြောတော့ပါတီဆုံးဒီမိုကရေစီရုပ်ောက်ပွဲကြီးလုပ်မှာဆိုမင်းတို့ဟာဟာလေးပြလာတော့မှထောက်ချောင်းနဲ့ချတဲ့ကောင်းနေဆိုတော့ကျွန်တော်ဒီကနေပြီးတော့เนาะပြည်ထဲမှာရှိတယ်ပေါ့เนาะကျွန်တော်တို့မိဘပြည်သူတရက်လုံးကိုရောပြီးတော့အချို့တော့ပေါ့เนาะအဲကျွန်တော်တို့ဘက်မှာရှိနေတဲ့အမှုပညာရှင်ကျွန်တော်တို့ဒါရှိပါတယ်အမှုပညာရှင်မားလည်းရှိပါတယ်ဆိုတော့သူတို့ကိုကျွန်တော် ပန်ချားလိုတာမေတ္တာရက်ခံလိုတာကအအကြောင်းမဲ့စကွေးလက်ထဲမှာအဖမ်းခံပါတယ်ပုံမလေးပြောမယ်ဆိုရင်တော့ခွေးဆွဲမခံပါနဲ့ဗျာဒီကောင်တွေကအခုချိန်မှာယူနေတာမဲမဲမြင်လိုက်ကြိုက်နေတဲ့ကောင်ခွေးယူတတိုက်ဆိုတာလေကျွန်တော်အားလုံးသိရှိပြီးသားဒါကြောင့်ခွေးဆွဲမခံနဲ့ခွေးကြိုက်မခံနဲ့မတိမတာလေးတာနေလိုက်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ ရုံဝန်းမှာဒါကျွန်တော်တို့ပေါ့နော်ပေါ်ပေါ်ထင်းထင်းမရက်တီပဲနေပေါ့နော်လက်ရှိအခြေအနေတွေကဲကိုကျွန်တော်တို့ ਨੇ ထပ်တူပေါ့နော်အာနေစဉ်ဒါခန်းစားနေတဲ့သူတွေရှိတယ်ပြောကျွန်တော်တို့လူငယ်တွေကြာဆုံးတာဖြစ်ဖြစ်ကျွန်တော်တို့ဒီရသပြည်သူတွေဘုံကျက်တက်ဖြတ်ခံရတာတွေကျွန်တော်တို့အားလုံးနဲ့အထက်တူပေါ့နော်ဒါစေမီကောင်ဖြစ်နေတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့သိပါတယ်အခုကျွန်တော်တို့ပေါ့နော်ဒီအကြမ်းဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့အဲဒီသူတို့ရဲ့အောက်မှာပေါ့နော်ရှိနေတဲ့ပြည်သူလူတစ်ရက်လုံးနဲ့ တောင်းပြီးသားစုဝင်တွေဒါအမှုပညာရှင်ဒီမှာအချို့တွေပေါ့နော်ဆိုတော့ဘာမှဘလို့ပြောမယ့်ပြာမသိလို့လားနေလိုက်ပါဘာမှတော့ကိစ္စနဲ့ကျွန်တော်တို့ခွေးဆွဲခံရတော့ကျွန်တော်တို့ကြားတဲ့ကျွန်တော်ခုနကလည်းစေမကောင်းဖြစ်မိတယ်ကျွန်တော်လူငယ်တွေရဲ့အဓိကကခုနပေါ့နော်ရန်ကုန်သားတွေကရန်ကုန်ကိုပြန်လာကြမှာပါမန္တလေးသားတွေကလည်းမန္တလေးကိုပြန်လာကြမှာပါဒီတော့ပဲကျွန်တော်တို့ဒီဖိအားမျိုးစုံကိုတ냔ခံပြီးတော့ နောက်မဆုံးတန်းကျွန်တော်တို့ကြိုးစားနေကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြန်လာတဲ့အချိန်မှာကျွန်တော်တို့အားလုံးအတူတူအောင်ပွဲခံကြမယ်ပြီးတော့ကျွန်တော်တို့အားလုံးအတူတူဒီနိုင်ငံကိုပြန်ပြီးတော့တိဆောက်ကြမယ်ကျွန်တော်တို့အားလုံးခွေးဖန်ပွဲကြီးလုပ်ကြမယ်ဒါကြောင့်ဘာမှမဟုတ်တဲ့ကိစ္စအတွင်းနဲ့ခွေးဆွဲမခံပါနဲ့ခွေးကြိုက်မခံပါနဲ့အနည်းဆုံးဆိုရင်တော့ဗျာခွေးဟောင်မခံနဲ့ဗျာမသိလို့လားနေလိုက်ပါလို့ကျွန်တော်ဒီကနေပြီးတော့ပြောကြလို့တယ်ဟုတ်ပြီအဓိကကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကအခုလက်ရှိမိုးကောကဘာလို့လက်ထဲမှာလဲ အကြီးကျယ်ဝါရီပြအကြီးကျယ်လုတ်ကိုင်ဟုတ်ပြီဘသူကအမျက်ထွက်သွားတာလဲကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာကြီးပေးခဲ့ပါအားရပါရရေးပါကျွန်တော်ဘုဘနဲ့ပတ်သက်တဲ့သတင်းရင်းမြစ်တွေအများကြီးကျွန်တော်တို့စတိုက်ထွက်ပေါ်နေတာရှိတယ်ဆိုတော့ဒီပိုင်းတွေမှာလည်းပဲကျွန်တော်တို့အဲ့ဒီမှာရှိနေတဲ့ဒါမန်လေးဒီကောင်ကြီးတပ်ဖွဲ့ဝင်တွေရောကျွန်တော်တို့ဒါမုတ်ဗျူဟာကတပ်ဖွဲ့ဝင်တွေအများကြီးအများကြီးပဲရှိရှိမှတပ်ဖွဲ့ဝင်တွေအကုန်လုံးပြင်းလင်းမှာပါသေး ပူအောင်ထိတ်ချုပ်လိုက်တယ်ဒါကိုကျွန်တော်တို့အကောင်းဆုံးတုံ့ပြန်သွားမယ်တို့ရဲ့ထုတ်ပြန်ကြီးညာချက်တွေမှာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီကပြည်သူတွေဟာဟင်အိုးဆိုတာနဲ့ကျွန်တော်တို့ပြည်သူရဲ့ဥက္ကောင်ရဲ့တပ်ဖွဲ့ဝင်ရဲဘော်တွေကမနေဘူးဒီလိုခင်းကျင်းတွေဖြစ်မယ်ဆိုတာလဲငကိုတွေက TNL နဲ့ကျွန်တော်တို့ကောင်းဝေးတပ်ဖွဲ့ဝင်တိတိကသိရှိပြီးသားဘယ်ကနာတော့ရလေးပြီးညည်ပါမမီတဲ့ကောင်ကို ကျွန်တော် generation HYZ တွေနဲ့ကျွန်တော်တို့တိုင်းသားတစ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့တစ်ခွက်ကလေးပဲပြလိုက်တာဖြစ်ပါတယ်ဆိုတော့လက်ရှိမိုးကုတ်ကိုဘုံမကျဲပါဘူးလက်ရှိမြေပြင်ကနေစစ်တောင်းထိုးပါဘူးဆိုပြီးတော့ဖျက်ရပြီးတော့တယောက်ကြီးစီမှာလက်မှတ်သွားထိုးထားတဲ့ကောင်ဟုတ်ပြီမင်းတို့မိုးကုတ်ကိုဘုံကျဲရလား ျွန်တော်တို့အခုပြန်မေးပြီဒါတော့အဲ့စကားပြောလို့ကျွန်တော်မိုးကုတ်မှာနေတဲ့ယသပြည်သူတွေကိုဒါဟိုဖြစ်လို့ပြောတာမဟုတ်ပါဘူးအခုလည်းမိုးကုတ်မှာရှိနေတဲ့ကျွန်တော်တို့ယသပြည်သူတွေဒါအော်စပေးရှောင်းနေကြတယ်လို့လည်းကျွန်တော်တို့သတင်းတွေကြားသိထားရတယ်ဘာဖြစ်ပါဒီကောင်တွေဘုံမကျဲပါဘူးဆိုတော့ဒီကောင်တွေစတောင်းမထိုးပါဘူးဆိုတော့သူတို့ရဲ့ Greek word ကိုဘယ်သူကစပြီးတော့ချိုးမှာဘယ်သူကစဖောက်မှာလဲ ။အခုကျွန်တော်မိသားစုကိုထည့်ဆောင်ပြီးတော့ပြောချင်တယ်။လက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရှိရှိသမျှသောတပ်ဖွဲ့ဝင်တွေအားလုံးနဲ့ရှိရှိသမျှတော့တိုင်းရင်းသားတွေအကုန်လုံးဟာမင်းအောင်လှိုင်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့တောက်ကျင့်ကိုတည်တယ်။ငြိမ်းငြိမ်းရေးပါလို့ဘလို့ပြောပြော NCA ပါလို့ဘလို့လိန်လိန်အပြစ်ကရစဲပါတယ်ဆိုပြီးတော့ဘလို့ပဲပြောပြောပေကောင်းမှယုံကြည်မရှိဘူး။လက်ရှိဒါထိကျထားတဲ့နေမြေတွေတက်တော်လကောက်ခြားတော့ဒါ စေမာပြူအတွတ်တော်၎င်းပြီးတော့တို့ရဲ့ဂျောင်းဝင်ပါဝင်ပတ်သက်မှုတွေရဲ့ဖိအားတွေချောက်တော်၎င်းပေါ့ဗျာကျွန်တော်တို့တိုင်းသားတိုင်းသားတွေဟာမဖြစ်မနေလုံးလေရလဲလုံးလေးနေတော့ရှီကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တိုင်းသားအလုံးကကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာမင်းအောင်လှိုင်တဲ့အကြံဖက်စိတ်ခွေးတက်ရဲ့ဇယိုက်လက္ခဏာကိုကျွန်တော်တို့အလုံးကသိပြီးသားဖြစ်တယ်ဒါလေးကိုမမေ့ဖို့ကျွန်တော်မိသားစုလေးသိပြီးသားဖြစ်မှာပါဟုတ်ပြီ လက်ရှိပြည်ကဝေးတပ်ဖွဲ့ပကဖကမြို့ရင်းနေရာနေနဲ့ကျွန်တော်ပြည်သူ့ကဝေးရေးတပ်ဖွဲ့ PDF ကမြို့ပြင်နေရာတွေကိုဝင်ယူလိုက်ပြီးတော့ဒီမြို့ကိုလုံးဝဖိနှုပ်ပြီးတော့ပြန်မပေးဖို့အတွက်ဆက်ပြီးတော့ကာဝယ်သွားမှာဖြစ်တဲ့အကြောင်းမဟုတ်ပကဖရေးဘော်တူကတင်းပေးဖို့တာပါတယ်ဒါကြောင့်ပါ မင်းတို့မိုးကမိုးကဘာလုပ်မှာလဲပုံကျဲရလားစတောင်းထုံးမှာလားစတောင်းထုံးမှာပုံကျဲမယ်ဆိုရင်တော့မင်းတို့စဖောက်တော့เนาะဘာလို့ဖောက်တာမဟုတ်ဘူးမင်းတို့ဖောက်ပြီဆိုရင်တော့တားကြီးတို့ကြာတဲ့ကြိတ်တော့မန်လေးအထိမန်လေးမှာလဲမန်လေးသားစစ်စစ်ဆိုလို့ဟောအစော်ဖျားမှာပဲမနေတော့ရှာရမယ်မန်လေးမြို့ထဲမှာလဲတရုတ်တွေပဲရှောင်းနေတာဟုတ်ဗျာအခုကတရုတ်ခင်တော့ကျွန်တော်ရင်သားဆုံးနေဟုတ်ပြီတရားလေးစောက်ခွာမယ် မုကုံမြို့ကိုပြည်သူ့ကော်မတီတပ်ဖွဲ့တရင်တပ်ဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့ကာကွယ်သွားမယ်ဆိုပြီးတော့ထုတ်ပြန်ညင်ညာချက်တွေဒပိုင်းနဲ့ထွက်ပေါ်လာတာကျွန်တော်ရဲ့မိသားစုဝင်တွေအာကောမင်းတို့ကလည်းကွာတော်လင်းလုပ်တယ်ကွာအာမင်းတို့ကမညီကြဘူးမင်းတို့ကအဲဘယ်တော့မှမင်းတို့ကတပေါင်းစုကြီးပေါ်လာမှာလဲမင်းတို့ကဘယ်လိုလဲပါလဲဆိုတော့မိကုံနေအများကြီးထွက်နေကြတဲ့သူတွေရှိပါတယ်ဟုတ်ပါတယ်မှန်ပါတယ်အရင်ကြည့်တော့သွေးနှီးပါတယ်ဗျကျွန်တော်အနက်ခံခဲ့ရတာလဲကျွန်တော်တို့အတိဆုံးပါ ကျွန်တော်တို့တပိစာကျွန်တော်တို့တနေတယ်ကျွန်တော်တို့နဲ့အတူတူအိတ်နေခဲ့တဲ့ရဲဘော်တွေအခုကျွန်တော်တို့နားမှာမရှိတော့ဘူးဆိုတာလေကျွန်တော်တို့အသိဆုံးပါကျွန်တော်ပြစ်ဆက်ခဲ့ရတာတွေကျွန်တော်နာကျင်ခဲ့ရတာတွေကျွန်တော်တို့ပို့ပြီးတော့သိတယ်လို့ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းဘလောက်ထိနာကျင်ခံစားရလဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်အခုကျွန်တော်ကိုဘောတစ်ခွက်ဝင်နေအားလုံးကြိုတင်ပြင်ဆင်ထားပြီးမနေ့တနေ့မှထပြီးတော့ကျွန်တော်တို့ပြင်ဆင်နေတာမဟုတ်ဘူးဒါတွေကအကုန်လုံးပြင်နာကြဖြစ်နေပါတယ်ဟုတ်ပြီသူတို့ကလည်း လေသလိုတော့ရှိတာပေါ့ဗျာဒါမဲ့လေလုံးနဲ့ဘိန်းချင်းနှင်းတက်တယ်ဆိုတာလည်းရှိပါသေးတယ်ဒါဆိုရင်တော့တော်လန်ပြည်သူအားလုံးဒီကနေပြီးတော့ပြောချင်တာကတော့လေနိုင်ငံရေးဖိအားကြောင့်စုခွာပေးလိုက်တဲ့ DNL ပေါ်မှာစိတ်ဆိုးဒေါသထွက်တာတွေခံပြင်းတာတွေအပြစ်မြင်တာတွေလည်းရှိပါတယ်သို့ပေမဲ့မုတ်ကုတ်မြေမှာရှိနေတဲ့ကျွန်တော်တော်လန်ရေးရဲပေါ်တွေအများကြီးစုစုစီစီနဲ့ဂျမဖက်စစ်ခွေးတက်ကိုပြန်လဲလက်တော့ပြန်သွားမှာ ဖြစ်တယ်ကျွန်တော်နဲ့အတူတူကကျွန်တော်ဖက်စစ်ခွေးတက်ကိုတံပြန်ခုခံသွားမှာပြီးတော့မိဘပြည်သူတွေအနေနဲ့ကျွန်တော်တို့နဲ့အတူတူရှိနေဖေးဖို့ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါကျွန်တော်ဒီကိုကြည့်နေကျွန်တော်မိသားစုဝင်နေ Yes ဆိုရဲ comment လေးတခုပဲတူချင်းနေရေးပေးခဲ့ပါဘုဘကိုကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်ဝင်တွေစူးစီးညှို့ဆော်နေအကောင်းဆုံးခုခံသွားမှာဖြစ်တယ်လို့တောင်းပြန်သွားမှာဖြစ်တဲ့အကြောင်း ကျွန်တော်မိဘပြည်သူတကယ်လို့ကျွန်တော်နဲ့အတူတူရှိနေပေးဖို့ကျွန်တော်ရဲဘော်တွေကဖိတ်ခေါ်တာလေကျွန်တော်မိဘပြည်သူတွေဘယ်လိုလဲ yes okay တင်းနယ်လေးတရုတ်မှာသွားပြီးတော့လက်မှတ်ထိုးလိုက်တယ်ကျွန်တော်သိရဲပြီးခဲ့တဲ့ရက်ဗီဒီယိုဒီမှာဆိုကျွန်တော်မိသားစုပြောပါတယ်တင်းနယ်လေးအပြစ်မတင်ပါနဲ့သူတို့လည်းသူတို့တောင်းဝန်ကြေးပါတယ် ျွန်တော်ပြောပြီးသား MND လည်းပြစ်မတင်နဲ့သူတို့တာဝန်သူတို့ကြည့်တယ်သူတို့တိုက်ပြခဲ့ပြီးပြီအာချို့အာငါတို့လူငယ်တွေကိုမှန်တယ်ကျွန်တော်တို့ပြတ်ဆက်တာကျွန်တော်တို့ကျွန်တော်လူငယ်တွေမှန်ပါတယ်ဒါမဲ့ဒီပွဲကတာမန်ပွဲမဟုတ်ဒီပွဲကတကယ်ကိုပွဲကြီးပွဲကောင်းဗျာကျွန်တော်ရင်မိသားစုဝင်နေစိတ်ရှိပေးပါကြာကြာဟာကျွန်တော်တို့အပြစ်တင်ခဲ့တာတွေနဲ့ကျွန်တော်တို့ဟုတ် အကောင့်ဘက်ရောက်မလာနိုင်သေးဘူးเนาะဒါလေးကိုလည်းကျွန်တော်မိဘပြည်သူတွေနားလည်မယ်လို့မျှော်လင့်တယ်ဟုတ်ပြီအခုတပုတ်ဝင်အကုန်လုံးဗျာတပုတ်ဝင်အကုန်လုံးကဒါ TNL ရဲ့စုတ်ခွာမှုနဲ့အတူကျွန်တော်တို့အားလုံးပေါ့เนาะအဲ့ဒီနေရာကိုပူပေါင်းပြီးတော့ကျွန်တော်တို့ကာဝယ်သွားမယ်ပြီးတော့ကျွန်တော်တို့နဲ့ဒူဒူရက်တီပေးပါပြီးတော့အားလုံးခေါ်ဆိုင်ဆက်ပြီးတော့ကျွန်တော်တို့ကြိုးစားပြီးတော့အောင်ပွဲတွေကိုကျွန်တော်တို့အတူတူရယူပေးသွားမယ်ဖြစ်တဲ့အကြောင်းကိုလည်းပဲဒီမှာကျွန်တော်တို့ထုတ်ဖော် ြောဆိုချက်တွေမှာကျွန်တော်တို့တကယ်ကိုတွေ့ရတာဖြစ်တယ်ပြည်သူ့ကော်မတီတပ်ဖွဲ့မိုးကုတ်မြို့နယ်မိုးကုတ်ပကဖအနေနဲ့တော်လန်ရေးအစမှဒီပြီးတဲ့အထိတိုက်ပွဲဝင်သွားရင်ဆုံးဖြတ်ထားတာနဲ့အညီတဲ့တော်လန်ရေးအောင်မြူပန်းနိုင်စီကိုဦးလက်မတုံချီတက်သွားမိဖြစ်တဲ့အကြောင်းမိုးကုတ်ပြည်သူကော်မတီတပ်ဖွဲ့ဝင်တွေကကြေညာထားတယ်အကြံပတ်ဖက်စစ်တပ်ရဲ့ကျွန်တော်တို့လက်ရှိပေါ့နော်အဲသူတို့တွေလုပ်နေတဲ့တရုတ်အာကိုနဲ့အချို့သော နေမြေတွေကိုသဘောတူညီချက်တွေရယူသွားပေမဲ့ကျွန်တော်ရဲဘော်လူငယ်တွေကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုခံဟမ်းမှာမှချမှတ်ပြီးဖြစ်ပါတယ်ဆိုတော့ဒီလိုနေရ blogging ကောင်းချစ်စင်လေတဲ့ကောင်းနေ blogging ရုပ်မှလဲဆိုတာကိုလည်းကျွန်တော်တို့အားလုံးသိရှိပြီးသိပြီးတော့ကျွန်တော်တို့ဘက်ကလည်းပဲဒါတော့ဆိုကြောက်ရွံ့နေမှာမဟုတ်ဘဲနဲ့ဆက်လက်ပြီးတော့တော်လန်တိုက်ခိုက်ရင်းနဲ့အောင်ပွဲတွေရယူသွားမှာဖြစ်တယ်လို့အတိပေးပြောချချက်တွေအချိန်နဲ့တပြိုင်တည်းထဲမှာထပ်ပေါ်လာတာဖြစ်တယ်။တိုင်းခီးတစ်ချက် ဘလို့ပဲခက်ခဲတဲ့အချိုးကွေကြုံခဲ့သည်ဖြစ်စေရီမန်းချက်ဖြစ်တဲ့ Federal Democracy စနစ်ကိုမမေ့မတုံမစုတ်တမ်းဆက်လက်ချိတက်သွားမှာဖြစ်ပြီးတော့ပေါ်လန်ရေးအောင်မြင်တဲ့အထိမမေ့မြန်းနဲ့ဆက်လက်ချိတက်တိုက်ပွဲဝင်မှာဖြစ်တဲ့အကြောင်းကိုပြည်ဦးလင်ကရပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကလည်းဂိပြုသစ္စာဆိုရပါတယ်မန်လေး PDF တွေကလည်းအစင်သိပ်ပြည်ဦးလင်ကလည်းအစင်သိပ်ပဲမကော့ဗျူဟာကလည်းအစင်သိပ်ပဲ ။အညာသားကြီးကလည်းအစင်တဲ့မြာ။ဟာညီလာကြီးလားခမားတို့ကတပေါင်းသူကြီးဆိုဟုတ်ပြီကျွန်တော်မိသားစုဝင်နေကျွန်တော်တို့နဲ့အတူတူရှိနေပေးဖို့အရေးကြီးတာဝိညာဉ်ကိုကြီးထောက်ပံ့ရှင်နဲ့အမြင့်ပြတ်ချိန်မုံကြမယ်ကျွန်တော်မိသားစုဝင်နေဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုတိကျပိုကောင်းအောင်ကျွန်တော်တို့ကြိုးစားပေးနေပါတယ် လန်နဘီစီဘီကဘီချောက်ကဘီချောက်နဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုတဝူးချင်းတဲ့ဘေးရင်နဲ့ကင်းရှင်းပါသေးကျောင်းလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါဗျာ